အားလုံးပဲမင်္ဂလာပါခစ်တက်မီဒီယာနျူးစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကို တင်ဆက်ပေးပါမယ်။မင်းအွန်လိုင်းကတားဖြစ်သူဤစီးပွားရေးလူယုံပါဝင်ဖြိုနီသတင်းများနဲ့စစ်တပ်ထောက်ခံသောအမှုပညာရှင်များကိုလူမှုထူးချုံစုတစိမ့်များပေးရ။လောင်းလုံးမြို့နယ်တွင်စစ်တပ်ကကြီးရည်လေးစစ်စင်ရေးဖြင့်စစ်ကြောင်းထိုးရန်ပြင်ဆင်နေပြီးဖုံးလိုက်များပါဖြစ်တော့တာ။စားတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ လောင်းလုံးမြို့နယ်တွင်စစ်တပ်ကကြီးရည်လေးစစ်ဆင်ရေးဖြင့်စစ်ကြောင်းထိုးရန်ပြင်ဆင်နေပြီးဖုံးလိုက်များပါဖြတ်တောက်ထား။တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်တွင်အကြမ်းဖက်စစ်တပ်ကကြီးရည်လေးစစ်ဆင်ရေးဖြင့်စစ်ကြောင်းထိုးရန်ပြင်ဆင်နေပြီးဖုံးလိုက်များပါဖြတ်တောက်ထားကြောင်းဒေသပြည်သူများနှင့်စစ်ရေးတရင်မြစ်ကပြောဆိုပါရ။နိုဝင်ဘာလ10ရက်နေ့ကစတင်ပြီးလောင်းလုံးမြို့နီးရှိမြင်းမော်ရွာကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက်တော်လန်ရေးတပ်ဖွဲ့များနဲ့ထိတွေ့တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရပါဗျာ။ ထိုစစ်ကြောင်းသည်လက်ရှိချိန်ထိမြင့်မော်ရွာမှပြန်လည်ဆုတ်ခွာခြင်းမရှိသေးတဲ့တော်လန်ရေးတပ်ဖွဲ့ဝင်များနဲ့စစ်ရေးဆက်လက်တင်းမာနေစေဖြစ်ကြောင်းရင်းစစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များကကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခြင်းများကြောင့်စစ်ကြောင်းကမြင့်မော်ရွာတွင်မှရှေ့ဆက်တိုးနိုင်ခြင်းမရှိသေးကြောင်းသိရှိရပါသည်။ထို့သောစစ်ကြောင်းဆက်လက်တိုးနိုင်ခြင်းမရှိသောကြောင့်အကြမ်းဖက်စစ်တပ်ကလောင်းလုံးမြို့နယ်တွင်ကြီးရေလေးစစ်ဆင်ရေးဖြင့်စစ်ကြောင်းထိုးရန်ပြင်ဆင်နေခြင်းဖြစ်ကြောင်း ထို့ပြင်ထာဝယ်မြို့ပေါ်တွင်လည်းအကြမ်းဖက်စစ်တပ်ကအင်အားဖြည့်တင်းထားပြီးလောင်းလုံးမြို့နယ်တွင်ရေလမ်းဖြင့်ပို့ဆောင်ရန်ပြင်ဆင်နေကြောင်းလောင်းလုံးမြို့နယ်တွင်ဖုံးလိုင်းများကိုလည်းစစ်တပ်ကဖြတ်တောက်ထားကြောင်းသိရပါသည်။အခုစစ်ခွေးတွေကကြီးရေလေးစစ်ဆင်ရေးပုံစံမျိုးနဲ့လောင်းလုံးမြို့နယ်တစ်ခုလုံးကိုစစ်ကြောင်းထိုးမဲ့ပုံစံရှိနေတယ်။အခုလည်းရဟယင်တွေတောက်လျှောက်ကိုပြန်တန်းနေတယ်။ရေကြောင်းမှာလည်းစစ်တမောတွေအကုန်လုံးဖြန့်ကျက်ထားတယ်။သူတို့စစ်ကြောင်းထိုးဖို့ပြင်ဆင်နေရဲ့မြို့နယ်တစ်ခုလုံးကိုလည်းဖုံးလိုင်းတွေဖြတ်ထားတယ်။ အခြေအနေကတော်တော်လေးရှုပ်ထွေးနေတယ်။နောင်လုံးမြို့နယ်တစ်ခုလုံးကိုစစ်စင်ရေးလုံးမဲ့ပုံစံမျိုးဖြစ်နေတယ်။လမ်းကြောင်းတွေလည်းအကုန်လုံးဖြတ်တောက်နေတယ်လို့စစ်ရေးတရင်ရင်မြစ်ကပြောဆိုပါတယ်။ထို့ပြင်အော်တိုဘာလ26ရက်နေ့ကလည်းလောင်းလုံးမြို့နယ်မောင်းမကန်ရဲစခန်းကိုတော်လန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးရဲစခန်းတစ်ခုလုံးကိုအောင်မြင်စွာသိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ကြောင်း စခန်းသိမ်းတိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှ10ဦးသေဆုံးက10ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစုစုပေါင်းလက်နက်မျိုးစုံအလက်နာ10ကျန်းပါဆက်နှလုံးနဲ့ခဲယမ်းများတင်စီရမိခဲ့ကြောင်းသိရပါတယ်။မင်းအွန်လိုင်းကတားဖြစ်သူဤစီဝါရေးလူယုံအပါအဝင်ဖြိုနီနှင့်တထင်းများကို လူမှုထူးချုံစုတစိတ်များပေးရန်စစ်တပ်ထောက်ခံသောအမှုပညာရှင်များနှင့်တရင်သမားစာရေးဆရာများကိုလည်းထူးချုံစုများပေးအကျန်းဖတ်မင်းအွန်လိုင်းကတားဖြစ်သူဤစီဝါရေးလူယုံမောင်မောင်လိုင်း ရွှေတန်လွင်ကျော်ဝင်းဝင်းအောင်အေးဝင်းအိုက်ထွန်းပါဝင်းခ ्यो နီနှင့်တထင်းများကိုလူမှုထူးချုံစုတစိမ့်များပေးအပ်လိုက်ကြောင်းယနေ့ထုတ်ပြန်သောကြေညာချက်တွင်ဖော်ပြထားပါသည်မင်းအောင်လိုင်း၏တားဖြစ်သူအောင်ပြည့်စုံသည်စကိုင်းဝမ်းဆောက်လုပ်ရေးပိုင်ရှင်ဖြစ်တော်လဲသူ၏စီးပွားရေးလူယုံမောင်မောင်နိုင်ကိုနမိခံခိုင်းထားကမင်းအောင်လိုင်းကယနေ့ကြာရောက်သည့်၁၅နှစ်မြောက်အမျိုးသားနှင့်ဂုံထူးဆောင်ပွဲအခမ်းအနားတွင်မောင်မောင်နိုင်ကိုလူမှုထူးချုံစုဒုတိယအဆင့်ပေးအပ်လိုက်ခြင်းဖြစ်ပါသည်ရင်ပြင်မင်းအောင်လိုင်ကရွှေတန်လွင်ကျော်ဝင်းရွှေပြိုင်းဖြူကုမ္ပဏီပိုင်ရှင်တိန်ဝင်းစော် UAB ဗန်ပိုင်ရှင်နေအောင်အေဗန်ပိုင်ရှင်အာယုရိုပါဝင်ခရိုနီတချို့ကိုလူမှုထူးချုံစုပထမအဆင့်ပေးရပါတယ်။အခြားသောစီးပွားရေးခရိုနီများဖြစ်သည့် UNFCCI ဥက္ကဋ္ဌအေဝင်း EFD ကုမ္ပဏီအုပ်စုမှစံမျိုးဝင်အောင်မြင်သူကုမ္ပဏီလမျိုးမြန်မာတီလဝါကုမ္ပဏီပိုင်ရှင်လည်းဖြစ်တကုံကုမ္ပဏီအုပ်စု၏ဥက္ကဋ္ဌလည်းဖြစ်သူဝင်းအောင်ကရမ်းရွံရဲအောင်မိုးကျော်ရွှေတောင်ကုမ္ပဏီမှအောင်စော်နိုင်ပါဝင်ခီယိုနီတို့ကိုလူမှုထူးချုံစုဒုတိယအဆင့်များပေးအပ်ပါတယ်။ စစ်တပ်အတွက်လော်ဘီလုပ်ပေးနေသောမြန်မာနိုင်ငံရေးတသိန့်တန့်မှဥဆောင်သူကိုကိုစက်မှုတက္ကသိုလ်ကိုမူစာပေပညာထူးချွန်ပထမအဆင့်ပေးရထားပြီးကျင်းမုံနှင့်မြမလင်းမြူးလိုက်အော့မြန်မာသတင်းစာအယ်ဒီတာချုပ်ဟောင်းများကိုစာပေထူးချွန်စုဒုတိယအဆင့်များပေးရထားပါတယ်စစ်တပ်ကိုထောက်ခံနေကြသည့်ဟာသာတရုတ်ဆောင်ဒိန်းတောင်ရရိုက်တာစင်ရောမောင်မောင်လူရှင်တော်ငင်းချမ်းဝေလူကျော်ခိုင်နှင်းဝေထူးခန့်ကျော်ချမ်းသာကြည်ဆိုးဟာသာတရုတ်ဆောင်ဒိန်ညွတ် တေမောင်ဆမ်းမင်းဝင်းကျော်စောလင်းအတွေးပုံရေကိုစောအာယုံဦးညိုမင်းလွင်တို့ကိုလည်းလူမှုထူးချွန်စုများမင်းအောင်လိုင်ကပေးအပ်ခဲ့ပါတယ်ရေဦးနဲ့မြင်းချံမြို့နယ်တို့တွင်ကင်းလက်ရန်ထွက်လာသောစစ်ကြောင်းနှင့်ပြူစောတိစစ်စခန်းများကိုတော်လန်ရေးတပ်များကတိုက်ခိုက်စကိုင်းတိုင်းရေဦးမြို့ပေါ်တွင်ဆိုင်ကယ်ဖြင့်ကင်းလက်ရန်ထွက်လာသောစစ်ကြောင်းကိုမိုင်းဆွဲတိုက်ခတ်ရာစစ်တပ်ဘက်မှ ထိခိုက်ဒေဆုံးမှုရှိနိုင်ကြောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးမြို့နယ်မှတာဝန်ရှိသူတို့ကပြောဆိုပါရသည် နိုဝင်ဘာလ13ရက်နေ့ည8:50မိနစ်ခန့်ချိန်ရေဦးမြို့မြောက်ပိုင်းသို့ဆိုင်ကယ်15စီးဖြင့်ကင်းလေရန်ထွက်လာသောအကြမ်းဖက်စစ်သားများကိုရေဦးမြို့ဝင်ဆိုင်းဘုတ်အနီးရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်ဒေဆုံးမှုရှိတော်လဲအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးတဲ့ဒေါ်လန်ရေးရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။စစ်ခွေးတွေစည်ရင်မတိရသေးဘူး။မိုင်းခွေးရောက်လာလို့မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ပါတယ်။ စစ်ခွေးဘက်ကထိခိုက်တေဆုံးမှုကတော့ရှိနိုင်တယ်။မိုင်းသုံးလုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါလို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးမြို့နယ်မှတာဝန်ရှိသူကရှင်းပြပါဗျ။နိုဝင်ဘာလ10ရက်နေ့မွန်းလွဲတနာရီ15မိနစ်ခန့်ချိန်မြင်းချံမြို့နယ်စုံရွာပြူစောတိကျေးရွာကိုဇင်ယော်နီလက်နက်ကြီးတပ်ဖွဲ့က60မမများဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်မှထိခိုက်ဒေဆုံးမှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါဗျ။ ဒေါ်လန်အေးတက်ကပြစ်ခတ်လိုက်သောလက်နက်ကြီးကြီးများကယူဇော်တီကျေးရွာ၏ကာကင်းစခန်းသို့ကြားရောက်ပောက်ကွဲခဲ့သောကြောင့်ယူဇော်တီများထိခိုက်ဒေဆုံးမှုရှိနိုင်ကြောင်းတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှလည်းဒယုံလက်နက်ကြီးများဖြင့်ပြန်လည်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည်။ကင်းစခန်းနံရီကြားရောက်ပောက်ကွဲတာထိခိုက်မှုရှိတယ်။အသေးရှိမရှိတော့မသိရသေးဘူး။အင်အားတရာဝန်းကျင်ရှိတယ်။ယူဇော်တီလက်နက်ကင်အင်အားက80လောက်ရှိတယ်။လက်နက်ပေးမထားတဲ့ယူဇော်တီတွေလည်းရှိတယ်။ လက်နက်ကြီး၄လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါပြူစောတိဘက်ကတော့ထိခိုက်ဒေဆုံးမှုရှိနိုင်တယ်လို့ဇင်ယော်နီဆက်နိုင်ပါအဖွဲ့မှအဖွဲ့ကောင်းဆောင်ကိုကြားတစ်ကပြောဆိုပါရယ်ရင်းမြို့နယ်ကနင်ကမော့ရွာနီးစစ်ကြောင်းထိုးလာသောစစ်တပ်ကိုတိုက်ခိုက်မှုစစ်သားတဦးသေဆုံးမွန်ပြည်နယ်ရင်းမြို့နယ်ကနင်ကမော့ရွာနီးစစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်ရာစစ်သားတို့ဦးတေဆုံးခဲ့ကြောင်း ဝန်ပြည်ဖက်တရဲကောင်စီ NSRF မှပြောရေးဆိုခွင့်ရှိသူမီတလီယန်ကပြောဆိုပါတယ်။နိုဝင်ဘာလ17ရက်နေ့နနက်10:00နာရီကျော်ခန့်နဲ့မွန်းလွဲ7:00နာရီကျော်ခန့်တွင်ရင်းမြုံနယ်မြောက်ပိုင်းကနင်ကမော့ရွာနီးကိုစစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်တပ်ကိုဝန်ပြည်ဖက်တရဲကောင်စီကာကွယ်ရေးဌာနလက်အောက်ခံတပ်များဖြစ်သည့်ဝန်ပြည်တော်လှန်ရေးတပ် NSRF မှရေးပြည်သူကာကွယ်ရေးတပ်နှင့်တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ ထိုတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်ဘက်မှစစ်သားတို့ဦးဒေသုံးကနာဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်တော်လန်ရဲရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ရင်းမြို့နယ်မြောက်ပိုင်းကနေကမော့ရွာနီးကိုစစ်ကြောင်းထိုးလာတဲ့စစ်ခွေးတွေကိုကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။တိုက်ပွဲကနာချိန်ဖြစ်ပွားပါတယ်။အကြမ်းဖက်စစ်ကောင်စီဘက်ကတပ်သားတို့အပြင်းထန်ဒဏ်ရာရရှိပြီးတပ်သားတို့ဦးဒေသုံးငယ်လို့ SRF မှပြောရေးဆိုခွင့်ရှိသူမိတလင်ကပြောဆိုပါတယ်။ အလားတူအော်တိုဘားလာပိုင်းကလည်းရင်းမြုံနယ်ကနေကမော့ရွာနီးစစ်ကြောင်းထိုးလာတော့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှတက်ကြတူပါဝင်နိုးဦးတည်ဆုံးခဲ့ကြောင်းသိရှိရပါတယ်။တက်ဆယ်နှင့်ရွှေကျင်တို့တွင်စစ်တပ်စစ်ကြောင်းနှင့်တဆွဲထားသောနေရာများကိုတိုက်ခိုက်မှုစစ်သားနိုးဦးတည်ဆုံးပြီးတင်းနဲ့တလက်တင်းဆဲရရှိ။စကိုင်းတိုင်းတက်ဆယ်မြို့နယ်တွင်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာစစ်သားနိုးဦးတည်ဆုံးပြီးတင်းနဲ့တလက်တင်းဆဲရရှိခဲ့ကြောင်းတက်ဆယ်ပြည်ပဲဒီဖန်ဘုတ်စ်ကထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာလ9ရက်နေ့တွင်တက်ဆယ်မြို့ပြင်သို့ထွက်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတက်ဆယ်ပြီးပဲဒီဖန်ဘိုးစမဒေါ်လန်ရဲရဲော်များကကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သားနှုတ်ဦးတေဆုံးပြီးတင်းနဲ့တလက်သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်ထို့ပြင်ဘကိုးတိုင်းရွှေချင်းမြို့နယ်အတွင်းရှိအကြမ်းဖက်စစ်တပ်စခန်းများကိုတရုံဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်း KIA Night House အဖွဲ့မှတာဝန်ရှိသူတို့ကပြောကြားပါသည်အော်တိုဘာလာ98ရက်နေ့နဲ့နိုဝင်ဘာလာ9ရက်တို့တွင်ရွှေကျင်မြို့နယ်ဥယျာဉ်ချောင်းကျွာရှိစစ်ကောင်စီတပ်ကိုဂုံးကျဲတိုက်ခိုက်ခဲ့ကြောင်း အလားတူနိုဝင်ဘာလ9ရက်တွင်လည်းရွှေကျင်မြို့နယ်အင်္ဂနီကျေးရွာဆင်နကောင်ဖျားဝင်းအတွင်းအထိုင်ချထားသောအကြမ်းဖက်စစ်တပ်ကိုတရုံဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ထိခိုက်ဒေဆုံးမှုနောက်ဆက်တွဲသတင်းမသိရသေးပါဘူး။စစ်ရေးလုံခြုံရေးအတိအကျမဖြေပေးနိုင်တာနားလည်ပေးပါလို့ KIA နိုင်ဟော့စဖွဲ့မှတာဝန်ရှိသူတို့ကပြောကြားပါသည်။ထို့သောတိုက်ခိုက်မှုများအတွင်းအောက်တိုဘာ9ရက်နေ့တွင်ဆက်ချွေရင်းမှုကြောင့်တရုံတစည်းပျက်စီးဆုံးရှုံးခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုကို KIA ပူးပေါင်းတပ်ဖွဲ့နှင့်အတူ KIA Night House အဖွဲ့ကပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဒေါ်လန်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ဟုတ်ကဲ့ပါဒါကတော့ခစ်တစ်မီဒီယာနယူးစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့တယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်။အားလုံးစစ်အာဏာရှင်လက်အောက်မှအမြန်ဆုံးလွတ်မြောက်ပါစေ။